ိယနိုင်ငံမှာမနေ့ကလေရင်တစည်းဖြစ်ရှားတော့ပါတယ်။ဒူလာစနေနေ့မနေ့တနာ yı 38မိနစ်မှာ Air India Flight 71ကအိန္ဒိယနိုင်ငံအဟမ်ဒဘတ်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေလန်ဒန်မြို့သို့ထွက်ခွာခဲ့ပါတယ်။လေရင်ကအမီ625ဘီသို့ရွှေ့ချခဲ့ပြီးနောက်စကန်လေးဆရာတွင်ရေဒါကနေရွတ်တရက်ပြုတ်ကွေတော့ပါတယ်။စကန်ပိုင်းအနည်းငယ်အတွင်းမျိုးတွင်းကနေပုတ်ကွဲတဲ့တကူချလိုက်ရတယ်။ကင်မကွန်လွန်နဲ့အဲ့ဒါကတော့ Boeing 787 Dreamliner ပြည်ရန်ဖြစ်နေပါတယ်။ စေတကုတူချောင်းသားတွေရဲ့ဘော်ဒါဆောင်တကူနဲ့တိုင်းမိတာပါအဲ့ရဲ့ရှင်ကစေချောင်းသားတွေကဘော်ဒါဆောင်မှာနေလီစာဆားနေရရှင်ဖြစ်နေပါတယ်လင်းရင်ပြင်းမှာခྱི་တီနိုင်ငံလေးစင်နှုံးနဲ့ခရုမန်ပါဆန်နဝူရှိပါတယ်တတိမီဒီယာတွေကအဆူပါမော်တော်တစားဖြစ်မှုမှာလူနိုင်ငံကုစီလေးဥဒေဆုံးခဲ့ကြောင်းသိရပါတယ်အဲ့မှာဘော်ဒါဆောင်ကစေချောင်းသားတွေလည်းပါဝင်ပါတယ်လင်းရင်မှာစီတိုင်ကြီးအပီးရှိနေတာကြောင့်ပျက်စီးမှုကတော်တော်ဆိုးရနေတာပါ အိန္ဒိယကနေလန်ဒန်မြို့ကကီလိုမီတာ6000ကုနီယာကျော်အဝဲကကြောင်းလင်းရင်ပြင်းစီလီတာ8000ခန်းပြည်သွင်းထားပါတယ်။ဒီလီယန်ကဘော်ရာဆွန်နဲ့ထိုင်းမီဒီယာကလွန်ဆာစီတွေကြောင်းအဆောင်အုံတစ်ကူးလုံးကိုမီလုံးကြီးတစ်ကူအဖြစ်ပြောင်းလဲစေခဲ့ပါတယ်။ဂီးတီတွေထဲမှာတရာကျုပ်စီကူဦးကအိန္ဒိယနိုင်ငံသား93ဦးကဗြိတိနိုင်ငံသားပိုတူဂီနိုင်ငံသား9ဦးနဲ့ကနေဒါနိုင်ငံသား2ဦးလည်းပါဝင်ပါတယ်။လီယန်မြို့တွေမှာလည်းတော်တော်အတွေ့အဆုံရှိတယ်လို့သိရပါတယ်။ မူးလျော်တာလည်းလုံးဝခြေလင်းနေတယ်။မူးတိုင်းထိုက်တာမူးရွာတာလုံးဝမရှိပါဘူး။ဘာကြောင့်ဒီလိုဆိုးရွားတဲ့မော်တော်တစ်စက်ဖြစ်ရတာလဲ။ကျွမ်းကျင်သူတွေကအင်ဂျင်ကျွေးမှုကြောင့်မဟုတ်ရင် technical ကျွေးမှုကြောင့် accident ဖြစ်တယ်လို့ခန့်မှန်းနေပါတယ်။787 Dreamliner လေယာဉ်ကို baking တဲ့လေယာဉ်လို့ခေါ်ကြပါတယ်။ဘာလို့ဒီလိုဖြစ်တယ်ဆိုတော့အတိအကျမသိရသေးပါလို့လို့စီအရေးကြီးဆုံးကတော့ black box ပါ black box ကလေရင်ရဲ့ကတိအချက်လက်တွေကိုတင်းစီထားတဲ့ဟာပါ လင်းရင်မပြည့်စုံခင်ဘိုင်လော့ကဘာဖြစ်လဲအင်ဂျင်ကဘယ်လိုအခြေအနေမှာရှိတယ်စားတဲ့အချက်လက်တွေကိုလင်းရင်ဖျက်ဆီးသွားရင်တော့တင်းစီထားတဲ့ဘူးကို black box လို့ခေါ်ပါတယ် black box ကနေတည်င်းတွေထုတ်ယူပြီးတော့ဘာကြောင့်ဒီလင်းရင်ပြင်က မော်တော်တစားဖြစ်တယ်ဆိုတာအတိအကျသိရမှာပါအလုံးကိုကျေးဇူးတင်ပါတယ်